မြောက်ရီမျိုးတောင်မှမင်းလက်ပိုင်ကြီးရွာလမ်းပိုင်းက DKB တပ်ဖွဲ့ကြားဖြတ်မှန်ငွေလိန်လုပ်ငန်းခြံဝင်းတွေက KNL မဟာမိတ်တပ်ဖွဲ့ရိဘတ်ကိုနိုဝင်ဘာလ23ရက်နေ့မှာတနက်ပစ်ခတ်မှုတချို့ရှိခဲ့တဲ့အတွက် KNL မဟာမိတ်ပူပေါင်းစစ်ကြောင်းကအဲ့ဒီကြားဖြတ်ငွေလိန်လုပ်ငန်းခြံဝင်းနေရာကိုဝင်ရောက်စီနေထိတ်ချုပ်ထားတယ်လို့သိရပါဗျ။ အဲ့ဒီနေရာဟာ DKBA ဘူတခွာကြီးရဲ့တရုတ်ငွေလိမ်လုပ်ငန်းကို DKBA တပ်ဖွဲ့လုံခြုံရေးနဲ့ညင်နေရာခြံဝင်းကိုအငှားချထားတဲ့ခြံဝင်းနေရာလို့သိရပါတယ်။အခုလို DKBA တပ်ဖွဲ့တွေကအကြံဖတ်စစ်တမ်းနဲ့ KNL မဟာမိတ်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပြီး နှစ်ဖက်စစ်ရေးချီနေတင်မာနေတဲ့လမ်းမိုင်းနေရာဘက်ကိုတနက်ပစ်ခတ်တာတွေလှုပ်လို့ KNL စစ်ကြောင်းကအဲ့ဒီခြံဝင်းကိုဝင်ရောက်စီးနေထိမ့်သိမ်းခဲ့တာလို့နေပြင်းချီနေကိုတည်ရဲ့ KNL မဟာမိတ်တပ်တရင်ရင်းမြစ်တခုကပြောပါရင်စစ်တပ်နဲ့အဲ KNU PDF တပ်တွေကဒီမေလပန်နဲ့အင်းချင်းမြိုင်ရွာကြားမှာပေါ်တိုက်ပွဲဖြစ်နေရတော့အဲ့ဒါကိုအဲ့ဘူတော်ကားကြီးကြားပြန့်ခဲ့တဲ့ကဒီ DKP စစ်သားတွေကငူယူပြီးတော့တနက်တွေဖောက်တယ်အမှဟိုရမ်းပြစ်ဒီရမ်းပြစ်တွေလှုပ်ကုန် အဲ့ဒါနဲ့ KNU PDF ရဲ့ Cobra စကြောင်းအောင်နေပြီးတော့ဝင်စီးပြီးတော့လက်နက်တွေလည်းတိမ်လူတွေလည်းဖမ်းတာပေါ့နော်အဲရဲဘော်20ကျော်လောက်တော့ဖမ်းခံလိုက်ရတယ်အဲတနက်196လက်ရဲတခြားလက်နက်ခဲရန်တွေလည်းသူတိမ်လိုက်တယ်ပေါ့ဒီတချို့သတင်းတွေမှာတော့ဒီ DKBA လူ200နဲ့လက်နက်တွေဒီဖမ်းစီးထိန်းသိမ်းနေတယ်ဆိုပြီးတော့သတင်းတွေလိုက်ဖွာနေတာပေါ့နော် လက်ရှိမှာတော့အဲ့ဒီကြားဖြန်းဝေးခြံဝင်းရဲ့တာဝန်ရှိသူ DKBA ဘူးတခွားသည့်တပ်ဖွဲ့ဘက်က KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးတာမျိုးမရှိသေးပဲရှောင်တိန်နေတယ်လို့သိရပါတယ်အခုလို DKBA တပ်ဖွဲ့ဝင်တချို့ရဲ့အလနာခေယံတွေကို KNL မဟာမိတ်တပ်ဖွဲ့တွေထိမ့်သိမ်းထားတာနဲ့ပတ်သက်ပြီး DKBA ဘူးအစစ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သဘောထားကိုသိဖို့ People's Radio မြန်မာကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့်အကြောင်းတစုံတရာဖြေဆိုတာမျိုးမရှိသလိုအဲ့ဒီအခြေအနေပေါ်တရေထုတ်ပြန်တာမျိုးလည်းမရှိသေးပါဘူး။လက်တလုံးမှာတော့နိုဝင်ဘာလ23ရက်နေ့မှာတော့မင်းလက်ပတ်အင်ဂျင်မြိုင်ဖလူကြီးရွာပတ်မှာ KNL မဟာမိတ်ပူပေါင်းတပ်နဲ့အကြံဖတ်စစ်တပ်တွေပြစ်ခတ်တိုက်ခတ်မှုတွေဆက်ရှိနေတယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲတွေဖြစ်နေလို့မင်းလက်ပတ်အင်ဂျင်မြိုင် ခလူကြီးကြီးရွာသားတွေတောင်ရင်မြစ်ဘေးနေရာတွေမှာစစ်ဘေးတိတ်ရှောင်နေကြရတာလည်းရှိသလိုထိုင်းဘက်ကမက်ကိုကင်းရွာဘက်ကန်ကူပြီးတိတ်ရှောင်နေထိုင်ကြတာတွေစုစုပေါင်းဦးရေတထောင်ဝန်းကျင်လောက်ရှိနေပါတယ်။